ချမ်းသာကြွားဝါလုံးလုံးရွှေစဲဘိတ်တာရန်ရွှေတောင်းစင်တူတော်ကိုကိုးကွယ်နေတဲ့စမိုင်းပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင် Global Media မှပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရဲ့မြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံ Los Angeles မြို့မှာခြေချနေထိုင်ပြီးမယုံနိုင်စရာချမ်းသာကြွားဝါမှုတွေကြောင့်အမြဲတမ်းအထစ်ဖြစ်နေတဲ့တတိမကြီးစမိုင်းကြောင့်ကိုတော့အားလုံးသိပြီးသားဖြစ်မှာပါ ်ဒေါ်လာတန်းချီတန်းနဲ့စိန်ကြီးတန်းချီတန်းနဲ့ဖက်ရှင်သုံးဆောင်တွေစိန်ခံကားတွေနဲ့သူမရဲ့နေစဉ်ဘဝဟာအများသူငါအတွက်တော့အိမ်မက်တစ်ခုလိုပါပဲ smile ဟာသူမရဲ့ကြော်ဝါမှုကိုလူမှုကွန်ရက်ကနေတစဉ်ပုံမှန်လေးပြသလေးရှိသူတယောက်ပါအထူးသဖြင့်သူမရဲ့ထူးခြားတဲ့အစားအသောက်ပုံစံတွေကလူတွေကိုအမြဲတမ်းအံ့အားသင့်စေခဲ့ပါတယ်။ စားလို့ရတဲ့ရွှေတွေကိုတာမန်ခောက်ဆွဲပြုတ်တဲ့ကစားချက်စင်ကင်းငပြောတီအစုံအရာရာတိုင်းကိုရွှေပြည့်ကပ်ပြီးစားသုံးပြတာတွေဟာသူမဘလောက်ထိချမ်းသာနေဆိုတော့ကိုပြတတ်နေတဲ့တက်သေးတွေပါပဲဒီလိုလိုရဲ့တွေ့ကြောင်သူမကိုအကောင်းမြင်သူတွေရှိသလိုဝေဖန်သူတွေလည်းများပြားရှိခဲ့ပါတယ်ဒါပေမဲ့ခုတခါမှတော့ smile ရဲ့လုပ်ရက်တကူဟာ social media သုံးဆွဲသူတွေကြားမှာအကြီးကျယ်ရေးပန်းစားသွားခဲ့ပြီးအရှင်ကဝေဖန်ခဲ့သူတွေတောင်ပတ်စံအဟောင်းသားနဲ့အံ့ဩမေတ္တာကုန်ကြပါတယ် အလားကတော့သူမရဲ့အိမ်မှာရွှေသားဆက်စင်ပိတ်တာချင်းဆဲပိတ်တာအသုံးပြုပြီးထုလို့ပူဇော်ထားနေဗုဒ္ဓဆင်းသူတော်တစုကိုကိုးကွယ်နေတာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ smile အတွက်တော့ဒီလုံရဟာသူမရဲ့စီးစိမ်ချမ်းသာကိုကြွားဝါခြင်းတန်းဘာသာတရားပေါ်မှာထားရှိတဲ့သူမရဲ့တရားတရားနဲ့ယုံကြည်မှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။ လောကီစည်းစိမ်တွေကိုပြေဝခံစားနေရပေမယ့်လောကုတ္တရာတရားတော်တွေကိုလည်းမမီမရောပဲမိမိရဲ့ကြီးမားဆုံးသောဒနာဥစ္စာကိုအသုံးပြုပြီးမြတ်စွာဘုရားကိုပူဇော်ခြင်းဟာအလွန်တရာမှမြင့်မြတ်တဲ့ဒါနကုသိုလ်တစ်ခုလို့ဆိုရမှာပါရွှေစဲဘိတ်တံဆိုရာဟာလက်ရှိပေါက်စင်းနဲ့အတွက်ချမဲဆိုရင်မြမောင်ွေတိမ်မောင်းတောင်းချီတံမှုရှိပြီးဒလောင်များပြားတဲ့ရွှေပမာဏကိုအသုံးပြုပြီးဖျားဆင်းရတော်ထုလို့ပူဇော်နေဆိုရာဟာတာမန်လူတယောက်အတွက်တောင်စိတ်ကူးတဲ့အောင်ထဲလို့ရနိုင်မှာမဟုတ်ပါဘူး စမိုင်းဟာသူမရှောင်ဖွေထားတဲ့စီးစင်အုပ်ဆောင်တွေကိုလောကီတုံးဆောင်တွေအတွက်သာမကပဲတန်တရာအတွက်ပါကုသိုလ်ကောက်မှုဖြစ်ပြောင်းလဲနိုင်ခဲ့တာကိုဒီလိုရက်ကတက်တည်ပြနေပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာတော့လူမှုကွန်ရက်ပေါ်ကပြည်သက်တည်းရဲ့တုံ့ပြန်မှုတွေဟာအရင်ကနဲ့လုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အရင်ကသူမကိုအမြင့်မကျင်လင်သူတွေဝေဖန်ပြောဆိုခဲ့တဲ့သူတွေကစတတိမကြီးစမိုင်းရဲ့ကုသိုလ်ကောင်းမှုကိုကြားသိရလို့ဝမ်းမြောက်မိပါတယ်။သူမရဲ့တရားတရားကတော့မယုံနိုင်စရာပါပဲ။စီးစိမ်ဥစ္စာကိုတရားလမ်းကြောင်းမှာအသုံးပြုတတ်တဲ့အတွက်တာရုခေါ်ပါတယ်ဆိုတဲ့မှတ်ချက်တွေနဲ့တာရုအကျဉ်းချုပ်ခေါ်ဆိုနေကြတာကိုတွေ့မြင်ရပါတယ်။ ီပြည့်ရက်ကနေတစဉ် smile ဟာသူမရဲ့ချမ်းသာကြွမ်းမှုကိုပြသရုံတသက်သားမကဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့မိမိရဲ့ယုံကြည်မှုကိုဘယ်လိုထင်ဟပြသလဲဆိုတော့ကိုပါစံနမူနာတစ်ခုအနေနဲ့ပြသနိုင်ခဲ့ပါတယ်စည်းစိမ်ဥစ္စာဆိုတော့မှန်ကန်စွာတုံချတဲ့ရင်လောကီလောကုတ်တွားနှစ်ဖြာလုံးတွားအကျုံးရှိစေနိုင်ကြောင်းကို smile ရဲ့ရွှေသားစင်တူတော်ကတက်တည်ပြနေသလိုပါပဲ ရိတ်သက်တီကတော့တတိမကြီးစမိုင်းရဲ့တတာတရားကိုလင်းစားစွာနဲ့တာထုကျင့်တဲ့ခေါ်ဆိုလျက်ရှိထားတာပါ။ပရိသတ်တွေကရော ရွှေစဲပိတ်တာတန်ဖျားကိုကိုးကွယ်နေတဲ့စမိုင်းပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါဦးရှင်။